အားလုံးပဲမင်္ဂလာပါကွယ်ဒီချေကတော့စတ္တမရန်ပထဝီဘာသာရပ်ကို သင်ကြားပို့ချပြီးမဲ့ဒီချေမှုပဲဖြစ်ပါတယ်သားတို့သမီးတို့ဒီချေကဒီနေ့အခန်းလေးသင်ခန်းစာ၅ဖြစ်တဲ့လာအိုပြည်သူဒီမိုကရက်တစ်သမရနိုင်ငံအကြောင်းကိုဒီချေသင်ကြားပေးမှာဖြစ်ပါတယ်ကွယ် လာအိုနိုင်ငံဟာတရှိရုမြန်မာနိုင်ငံရဲ့အရှေ့ဘက်မှာရှိတဲ့အင်းကြီးချင်းနိုင်ငံဖြစ်တယ်။မြန်မာနိုင်ငံနဲ့ဆိုရင်သူကမြစ်ကြောင်းနယ်မြေတစ်ခုပဲပိုင်းခြားထားတဲ့နိုင်ငံဖြစ်တာပေါ့နော်။ရှေ့တောင်အာရှမှာဆိုလို့ရှိရင်တစ်ခုတည်းသောသူကကုန်းပိတ်နိုင်ငံဖြစ်တယ်။ဒါဒါတို့မှတ်သားရမယ့်အချက်ဖြစ်ပါတယ်။အဲအဲ့တော့တရှိရုလာအိုနိုင်ငံရဲ့တည်နေရနဲ့ကျယ်ဝန်းကိုကြည့်မယ်ဆိုရင်ညီပုံလေးကိုတစ်ချက်လေ့လာပါ။ဒါကလာအိုနိုင်ငံရဲ့အလံတော်လေးနဲ့ လာအိုနိုင်ငံရဲ့မြေပုံပဲဖြစ်ပါတယ်။အဲလာအိုနိုင်ငံတည်မြောက်ကြည့်အောင်။လာအိုနိုင်ငံဟာမြောက်ဘက်မှာတည်ယူနိုင်ငံ။အရှေ့ဘက်မှာကျတော့ VNN နိုင်ငံရှိပြီးတော့တောင်ဘက်မှာသူကကမ်ဘောဒီးယားနိုင်ငံရှိတယ်။အနောက်ဘက်မှာထိုင်းနိုင်ငံနဲ့တီရှီရိုမြန်မာနိုင်ငံနဲ့သူကနယ်နိမိတ်ထိစပ်နေတယ်။လာအိုနိုင်ငံရဲ့ area ဘလောက်ကျယ်ဝန်းလဲ။စတရန်ကီလိုမီတာ2300ကျော်ကျယ်ဝန်းနေဆိုတာကိုလေ့လာတွေ့ရှိရတယ်။ မြန်မာနိုင်ငံနဲ့လာအိုနိုင်ငံကြားမှာဆိုရှင်မဲခေါင်မြစ်ဟာမြစ်ကြောင်းမြန်မိအဖြစ်ကီလိုမီတာ260ခန့်ရှိတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့မြေပုံလေးကိုကြည့်ပြီးတော့လေ့လာလို့ရတယ်နော်အဲ့တော့တီချယ်တို့လာအိုနိုင်ငံရဲ့တင်ညာအကျယ်ဝန်းသိပြီးမြစ်ကြောင်းမြန်မိဘလောက်ဆက်ဆက်နေဆိုတာသိပြီးဆိုလို့ရှိရင်တီချယ်တို့နောက်အကြောင်းအရာတစ်ခုဖြစ်တယ်မြင်မနာသွင်းပြီးကိုလေ့လာကြရအောင် ော်ဒီရှယ်တို့လောင်နိုင်ငံရဲ့မြေမနာသူမြင်အကြောင်းကိုဆက်ပြီးလေ့လာကြရအောင်နိုင်ငံဧရိယာအများစုကိုကြည့်မယ်ဆိုရင်တစ်တော်တွေထူထပ်တယ်တောင်တန်းတွေကသူအဓိကဖုံးလွှမ်းထားတဲ့နိုင်ငံမှာအဓိကတောင်တန်းကြီးတွေကဘာတွေလဲအဲနမိုက်အဲနမိုက်တောင်တန်းဖြစ်တယ်လောင်နိုင်ငံနဲ့ဗီယက်နမ်နိုင်ငံကြားနယ်နိမိတ်ဖြစ်သူကအနောက်မြောက်ကနေပြီးတော့အရှေ့တောင်ကိုသွေတန်းစီးဆင်းနေတာကိုတွေ့ရမှာဖြစ်တယ်အခြားတောင်တန်းတွေလည်းရှိတယ်အဲ့တောင်တန်းကြီးတွေက တောက်မှန်ကြတည်ရှိနေပြီးတော့အဲ့ကြားထဲမှာသူကကျင်းမြောင်းမဆောက်တဲ့မြဝန်းလေးရှိအဲ့လောင်နိုင်ငံရဲ့မိမနာသွင်ပြီးအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်အရှိအနေအနောက်ကိုနှိမ့်ဆင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်လောင်နိုင်ငံရဲ့မြေနစ်ဒေသတွေဟာမဲခေါင်မြစ်အရှိဘက်ကမ်းတစ်လျှောက်မှာတည်ရှိတယ်နိုင်ငံရဲ့အရှိတောင်ပိုင်းမှာဘိုလိုဗန်ကုန်းပြင်မြေရှိတယ်နိုင်ငံရဲ့မြောက်ပိုင်း ကုန်းမြင့်ဒေတာမှလည်းဂျားလွင်ပြင်းဆိုတာကိုရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီရှေတို့မြေပုံနဲ့တကွာဇရာွက်ကလေးကိုဖော်ပြထားတယ်။အဓိကတောင်နှန်းကြည့်မယ်ကုန်းမြင့်လွင်ပြင်းတွေကိုလေ့လာလို့ရပါတယ်ကွယ်။နော် NMI အဓိကတောင်နှန်းကုန်းမြင့်ကတော့ဘလူဘန်ကုန်းမြင့်မြင့်ကြီးရှိပြီးတော့လွင်ပြင်းကတော့ဂျားလွင်ပြင်းရှိမယ်ဆိုတာမှတ်သားလို့ရှိရင်ဒါတို့တမီးတို့အနေနဲ့ဒီလာအိုနိုင်ငံရဲ့နော်မိမနာသွင်ပြင်းကိုလေ့လာပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ဒီရှေဆက်ပြီးတော့လာအိုနိုင်ငံရဲ့ ရည်စင်းအကြောင်းကိုပြောကြမယ်လာအိုနိုင်ငံရဲ့ရေစင်းကိုကြည့်မယ်ဆိုလို့ရှိရင်သူကသဘာဝအရင်းမြစ်အဖြစ်မြစ်ချောင်းကျွယ်ဝတဲ့နိုင်ငံဖြစ်တယ်။သူရဲ့ငကုံမူလကမြစ်ချောင်းတွေများတယ်ပေါ့ကျွယ်ဝတယ်ဆိုတာများတာကိုပြောတာပေါ့နော်။ကျွယ်ဝတဲ့နိုင်ငံဖြစ်တယ်။သူကမြစ်ချောင်းများစွာလာအိုနိုင်ငံထဲကိုသူကဖြတ်ပြီးစီစဉ်သွားတာ မြစ်အများစုကမဲခေါင်မြစ်ရဲ့အကြီးကစိတ်ပိုင်းမဲခေါင်မြစ်ရဲ့စိတ်ပိုင်းဖြစ်တယ်။အဲမဲခေါင်မြစ်ရဲ့30ရာခိုင်နှုန်းကလာအောင်နိုင်ငံထဲကိုသူစီးဝင်တာ။အခြားထင်ရှားတဲ့မြစ်တွေလည်းရှိတယ်။သူကထူးခြားတာတော့မြစ်ညံမယ်လေးတွေကတလုံးနဲ့ဆိုတော့မှတ်ရတော့ရဲပါတယ်။ဦးမြစ်၊တာမြစ်၊ခေါင်မြစ်တောင်မြစ်တို့ဖြစ်ပါတယ်เนาะအဲ့ဒါတွေကတော့ဗာလဲအခြားတင်ရှားတဲ့မြစ်တွေပေါ့เนาะအဲ့တော့အဓိကမြစ်ကဗာလဲမဲခေါင်မြစ် ူကလာအိုနိုင်ငံထဲကိုစီးဝင်တယ်30ရာခိုင်နှုန်းနော်အခြားမြစ်တွေရှိမယ်ဦးမြစ်တာမြစ်ခေါင်မြစ်နဲ့တောင်မြစ်တို့ဖြစ်တယ်နော်ဒီဇာတ်လေးကိုကြည့်လိုက်လို့ရှိရင်လာအိုနိုင်ငံရဲ့နော်ရေစင်းဖြစ်တဲ့ဒီဟာကဘာမှကိုခက်ခက်ခက်ခဲမရှိဘူးဆိုတာကိုဒီချေယုံကြည်ပါတယ်အဲ့တော့ဒီရေစင်းအကြောင်းကိုနားလည်သွားပြီဆိုရှင်ဒီချေနောက်အကြောင်းရတစ်ခုကိုကြည့်အောင်ဘာအကြောင်းလာမလဲဆိုတော့လာအိုနိုင်ငံရဲ့ရာသီဥတုအကြောင်းပေါ့နော် ာတိဥထုအကြောင်းကိုဆက်ပြီးတော့ဒီရှင်တို့ပြောကြမယ်လည်လာကြမယ်နော်သူဘလို့ရာတိဥထုရှိလဲအဖူပိုင်းမဟုတ်တော့ရာတိဥထုရှိအဲ့ရာတိဥထုရှိတော့လေသူကလက်ကီကျတီနီယာနဲ့ကုန်းမြေအနေအမြင်ဟာနော်အဲ့ဒါကိုလိုက်ပြီးတော့မွေးချိန်ရရှိမှလည်းကွာခြားသွားပြန်တယ်နော်လတွေကိုကြည့်မယ်ဆိုရင်သူကမေလကနေအောက်တိုဘာလပြင်းမှာရွာသွန်းတဲ့မွေးချိန်ဟာတနည်းပါလို့မွေးချိန်ရဲ့80ရာခိုင်နှုန်းရှိတာကိုတွေ့ရမယ် နိုဝင်ဘာလကနေပြီးဖေဖော်ဝါရီလကိုကြည့်မယ်ဆိုရင်တော့သူကအေး၍6တွေ့ရာသီဥတုဖြစ်တယ်။အဲဒီရာသီဥတုတွေ့ရမှာဖြစ်တယ်။မတ်လမှဧပြီလအထိကျတော့ပူပြီးတော့6တွေ့တယ်။ဒီချေလို့မြန်မာနိုင်ငံနဲ့စင်တူတဲ့အင်းကြီးနိုင်ငံလေးပေါ့နော်။နိုင်ငံရဲ့အရှိတောင်ဖက်စွန်ပိုင်းရကြနှစ်စင်မွေးခြင်းအများဆုံးရရှိတဲ့ဒေတာဖြစ်တယ်ဆိုတာကိုမှတ်သားတွေ့ရှိရမှာဖြစ်ပါတယ်။ဒါဟာဆိုလို့ရှိရင်လာအိုနိုင်ငံရဲ့ရာသီဥတုရာသီဥတုမှာနော်ဒီချေဇာကွက်လေးနဲ့ဖော်ပြထားတယ်။ လေ့လာကြည့်ပါအပူပိုင်းမုတ်တုံရာသီဥထုနော်အေးရ6တိရရာသီဥထုပူရ6တိတော့ရာသီဥထုဆိုပြီးရှိမယ်လအနည်းနဲ့ဆိုရင်အေးရ6တိတာနိုဝင်ဘာဖေရီမတ်လကနေဧပြီလအထိကကြတော့ပူပြီးတော့6တိရရာသီဥထုဖြစ်တယ်နိုင်ငံရဲ့အရှိတောင်ဘက်စွန်ပိုင်းဟာနှစ်စင်မွေးခြင်းအများဆုံးရရှိတဲ့ဒေတာဖြစ်တယ်ဆိုတာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။အဲ့တော့တီချေတို့ မီးပုံနဲ့တကွာဆရာခွက်လေးဖော်ပြထားပါတယ်။လီလာလို့ရပါတယ်သားတို့သမီးတို့။ရာဒီဥထုမိုးရချိန်ဒါဒီဥဒီဆရာလေးနဲ့တွဲပြီးတော့ရှင်တွဲလေးလာပါ။လာအောင်နိုင်ငံကြည့်မယ်ဆိုလို့ရှိရင်သူကမြောက်ပိုင်းမှာအမျိုးစိမ်ရွက်ပြတ်တော်နိုင်ငံရဲ့တောင်ပိုင်းမှာကြာတော့မုတ်တုံတတော်တွေပေါက်တယ်အမျိုးစိမ်ရောနော်တော်နဲ့ရွက်ပြတ်တော်တွေလည်းပေါက်တယ် မုတ်တုံတော်တွေအတွင်းမှာမြက်ရိုင်းရှည်ပင်တွေရှိမယ်။ဝါတော်တွေရှိမယ်။ခြုံတော်တွေပေါက်တာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကိုတီချဲဇာလီနဲ့ပြထားပါတယ်။လည်လာကြည့်ပါ။အဲ့တော့တစ်တော်ကိုကြည့်မယ်ဆိုရှင်မြောက်ပိုင်းမှာအမဲစင်ရပြတ်တော်တွေ့မယ်။တောင်ပိုင်းမှာမုတ်တုံတော်နဲ့အမဲစင်ရောနော်ရပြတ်တော်ဆိုပြီးရှိမယ်။အဲ့ဒီမုတ်တုံတော်ထဲမှာကြာတော့မှမြက်ရိုင်းရဝါရခြုံရဆိုပြီးတော့ပောက်ရုပ်တဲ့ပင်တွေကိုဖော်ပြထားတာကိုလည်လာတွေ့ရှိရမှာဖြစ်တယ်။ ဲ့တော့ဒါလောက်နိုင်ငံကြီးရဲ့တဘာဝပောက်ပင်အကြောင်းပဲဖြစ်ပါတယ်အဲ့တော့တီချဲတို့ဆက်ပြီးတော့မြေစီရောအကြောင်းကိုဆက်ပြီးတော့ကြည်ကြမယ်မြေစီလာအနေနဲ့သူဖော်ပြထားတာကတော့အများကြီးမရှိပါဘူး။နော်။မြေနိမ့်နဲ့မြေဝန်းဒေသမှာနှုံးမြေစီလာတွေတွေ့ရမယ်။မိခိုးရောင်ဓမ္မမုတ်အဝါရောင်ရှိတဲ့တဲဆန်တဲ့မြေစီလာတွေလည်းတွေ့ရမယ်။ ကုန်းမြင့်ဒေသတွေမှာကြာတော့ဘာဖြစ်လဲဂဝင်ဆန်နဲ့မျိုးစီလောက်တွေ့ရမယ်အဲ့တော့ဒါလည်းနည်းငယ်လေးပဲရှိတယ်ဇီးအားလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်နည်းနည်းလေးပဲလေ့လာရမယ်အဲ့တော့မျိုးစီလောက်အမျိုးအစားဘာရှိလဲနှုံးမျိုးစီလောက်တဲဆန်နဲ့မျိုးစီလောက်ဂဝင်မျိုးစီလောက်ဆိုပြီးတွေ့ရမယ်အဲ့တော့နှုံးမျိုးစီလောက်ရဲ့တဲဆန်နဲ့မျိုးစီလောက်ရဲ့ကသူကဘမတွေ့လဲမြေနိုင်နဲ့မြေဝမ်းဒေသတွေမှာတွေ့တာဂဝင်ဆန်နဲ့မျိုးစီလောက်ဘမတွေ့လဲကုန်းမြင့်ဒေသမှာတွေ့တယ်ဒါလေးပဲရှိတယ် ဲ့သဲဆန်တဲ့မြစီလွာမှာမှမိခိုးရောင်နဲ့အဝါရောင်ရှိတယ်မြစီလွာတွေကိုတွေ့ရတယ်ဆိုပြီးဖော်ပြထားတယ်ဒါကနာဝနိုင်ငံရဲ့မြစီလွာအမျိုးအစားတွေအကြောင်းပဲဖြစ်တယ်အဲ့တော့ဒါကိုသိပြီဆိုရင်ဆက်ပြီးတော့ဘာကိုဆက်ကြည့်ကြမလဲလူချင်းများအဲ့တော့မြို့ကြီးများလာအောင်နိုင်ငံရဲ့မြို့တော် VN ချင်း VN ချင်းမြို့ကလာအောင်နိုင်ငံရဲ့မြို့တော်ဖြစ်တယ် ူကထိုင်းနိုင်ငံနယ်စပ်မင်းကောင်မြင်းနိတ်လွင်ပြင်ဒေသမှာရှိနေ။အဲ့တော့လာအိုနိုင်ငံရဲ့မြို့တွေထဲမှာမှာဆက်ပြီးတော့ကြည့်မယ်ဆိုရင်လွန်ဘရာဘန်မြို့ရှိတယ်။သူကအရင်တော့ကဘင်းနေပြီးတော့မြို့ဖြစ်တာပေါ့နော်။မဲခေါင်မြို့ကြီးပေါ်မှာတည်ရှိတယ်လွန်ဘရာဘန်မြို့။နောက်ကစာရနာခတ်မြို့။အဲ့စာရနာခတ်မြို့ကကျတော့နိုင်ငံရဲ့တောင်ပိုင်းမှာရှိတယ်။ထိုင်း၊ဗီယက်နမ်အဲ့နိုင်ငံကြီးဆက်သွေးလမ်းကြောင်းပေါ်မှာရှိတဲ့မြို့ဖြစ်တယ်စာရနာခတ်မြို့။ เนาะနောက်တစ်ခုနိုင်ငံရဲ့လူဦးရေ40ရာခိုင်နှုန်းကျော်ဟာမြို့ကြီးရင်းနဲ့မြို့တွေမှာအဲ့ဒီမှာတွေပဲနေထိုင်ကြတယ်เนาะဒါဆိုလို့ရှိရင်လာအိုနိုင်ငံရဲ့မြို့ကြီးများအကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်တယ်အဲ့တော့တီချဲဒီနေ့လာအိုနိုင်ငံနဲ့ပတ်သက်တဲ့သူ့ရဲ့ယူပပရိအကြောင်းကိုသားတို့တမီးတို့ကိုတီချဲတင်ကြားခဲ့ပြီအဲ့တော့တီချဲတို့ဘာတွေသိလိုက်လဲအကြီးကချက်တွေရရှိခဲ့တယ်လာအိုနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာဘာတွေသိလဲဆိုတော့တီချဲကိုကြည့်ရအောင် 哦လာအောင်နိုင်ငံဒီချေလို့မြန်မာနိုင်ငံနဲ့အင်ဂျင်ချင်းနိုင်ငံဖြစ်တယ်။သူကအရှိတောင်အာရှမှာဆိုတက်ခုတဲသောကုန်းပိတ်နိုင်ငံကုန်းပိတ်ဆိုတာကုန်းလန်းခင်းနေပေါ့နော်။ရေလန်းခင်းနေသွားသူအဆင်မရှိဘူးနော်။သူကကုန်းပိတ်နိုင်ငံတစ်ခုဖြစ်တယ်။အဲ့ဒါကိုဒီချေလို့သိလိုက်တယ်။မဲခေါင်မြစ်မြန်မာနိုင်ငံနဲ့လာအောင်နိုင်ငံကြားမှာရှိတဲ့နယ်နိမိတ်ဖြစ်တယ်။ပိုင်းခြားထားတဲ့မြစ်ဖြစ်တယ်မဲခေါင်မြစ်။ဒါကိုသိလိုက်ပြီ။နောက်မိမနာအတွင်ပြင်း ကြည့်တဲ့အခါမှာတောင်တန်းကုန်းမြင့်နဲ့လွင်ပြင်နေနဲ့ပိုင်းခြားထားတယ်နှစ်ပိုင်းခွဲထားတာကိုပဲတွေ့နိုင်တယ်နော်နောက်တစ်ခုမဲခေါင်မြင့်ဟာနိုင်ငံတကာရဲ့မြစ်တစင်းဖြစ်တယ်ဆိုတာကိုလည်းတီချေတို့မှတ်သားရတယ်နော်ရာသီဥတုကိုကြည့်တဲ့အခါကျတော့အပူပိုင်းမုတ်တုံရာသီဥတုရရှိတယ်ဆိုတာကိုတီချေတို့သိရတယ်အော်မြို့တော်ကတော့ဗီယန်ချင်းမြို့ဖြစ်တယ်ဆိုတာကိုဒါတော့သမီးတို့မှတ်မိသွားကြပြီဒါဟာဆိုလို့ရှိရင်လာအိုနိုင်ငံရဲ့ဂျူပပထွေးဆိုင်ရာအချက်လက်တွေပဲဖြစ်တယ် အဲ့တော့ဒီချက်ဒီနေ့သင်ကြားပေးခဲ့တာကတော့အခန်း၄ရဲ့သင်ခန်းစာ၅ဖြစ်တဲ့လာအိုပြည်သူဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ယူပပထဝီအကြောင်းအရာတွေပဲဖြစ်ပါတယ်။အဲ့တော့သားတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုဒီချက်ခုသင်ကြားပြည့်ရဲ့အခါမှာနားလည်သွားကြလိမ့်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာဒီချက်နဲ့အတူတူပြန်တွေ့ကြမယ်နော်။